ထက်တန်းချောင်းသူဘဝကိုပြန်ပြီးတော့ခံစားလိုက်ရတဲ့အခိုက်အတန့်ပေါ့။ငယ်ဘဝကိုပြန်ရောက်သွားတယ်လို့ခံစားရတယ်ပြီးတော့ဟုတ်။ကျောင်းတကယ်ကျောင်းစစ်မှာလည်းဘန်းရောင်တော့ရိုက်ခုခဲ့ကြရဆိုတော့လေအဲ့ခံစားချက်အပြည့်ရပါတယ်။များသောအားဖြင့်တော့ဖြစ်ဖြစ်မိမိနဲ့ညီမလေးနဲ့ကသဘောထားတူတာများရဲ့ပေါ့နော်။ဒါပေမဲ့အဲရိုက်သည့်ဖြစ်စေမရိုက်သည့်ဖြစ်စေက final decision ကတော့အမြဲဘန်းရောင်ကိုပဲဟိုလုံးတော့ခွင့်ပြုထားပါတယ်။ ကျွန်တော်ဒီထား6 series မှာအထက်6မင်းအောင်ကျောင်းရဲ့ကျောင်းဆရာဦးမင်း creator နဲ့ပါဝင်ကြိုးဆောင်ထားပါတယ်။ကျွန်တော်ဒီထား6 series မှာ PD လုပ်ပေးခဲ့တဲ့ writer တွင်းတွင်နဲ့ writer ဆိုလို့ကျွန်လည်းကျေးဇူးအများကြီးတင်ပါတယ်။မောင်ကျောင်းအချင်း horror genre လိုက်ခရာပေါ့နော်ဆိုတော့အတွေ့အကြုံတစ်လက်ဖြစ်ပါတယ်နောက်ပြီးတော့အတူတူအလုံးလုံးတဲ့လောက်ဖို့ခိုင်းဖက်တည်ရမှာလေအခုမှစပြီးတော့လည်းလုပ်ပြီးတော့ညိုင်းပါ ော့ဆိုတော့မိတ်ဆွေတည်တည်လေးရတဲ့အတွေ့အကြုံတွေလည်းရပါတယ်ဆက်လန်းဇညုံနေရပေါ့နော်ဘိုင်းအောင်အမြဲတမ်းကြားနေရတယ်တွေ့နေတွေ့နေရတယ်အရန်ကိုမှစိတ်ဝင်စားဖို့ကောင်းနိုင်ကိုယ်ရောရိုက်ရတဲ့တာရှိရေပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်လေဒီဇလန်းလေးဖတ်တဲ့အချိန်မှာအဘယံကိုရိုင်းလေးသဘောကျတဲ့အတွက်ကြောင့်လက်ခံရိုက်ကိုဖြစ်တဲ့အစားအရောင်မှာဘယံတို့ project လေးကိုမပါဝင်ဖြစ်တော့မဲ့အနေထားတစ်ခုရှိခဲ့သေးတယ်။ဒါပေမဲ့ကိုညိုကအဲဘောနော်အဲဘယောင်ကစကားပြောညှိနှိုင်းကြတဲ့အချိန်မှာအဆင်ပြေအောင်လုပ်ပြီးပြီးတော့ဘယောင်ဘက်က comfortable ဖြစ်မဲ့အရာတွေဖြစ်အောင်လုပ်လဲပြန်ပြီးတော့ adjust လုပ်ပြီးရပေါ့နော်။အဲဒီနောက်ပိုင်းမှာဒီ project လေးကိုလက်ခံပြီးကုပြစ်တာပါ။အဓိကတော့ကိုမရိုက်ကူးပူးတဲ့အရုံမှာဖြစ်နေတဲ့အခါကျတော့အဲ့ဒါကိုကိုကိုရိုင်းလေးအစိတ်ဝင်တစား ဖြီးပြီးတော့ပေါ့နော် script ကိုစပြီးတော့လဲအောင်တော့ approach လုပ်ခဲ့ရပေါ့နော်အမှန်တော့ script တော့ဒီ data မရှိခဲ့ဘူးပေါ့နော်လဲအောင်လို့စီမံဒါပေမဲ့ story နဲ့ scene serial ကိုစရခဲ့ကလုံးဝဒီနေရာမှာကိုယ့်ရဲ့ character ကဘယ်လိုမျိုးလေးရှိလဲ အတခြား character လေးတွေကလည်းဘလို့ရှိရဲဆိုတော့ဇလန်းဆက်အင်ကိုဖွဲ့စည်းပုံအင်းကိုစိတ်ဝင်စားဆိုတာနဲ့ passion ပြီးတော့မှအလုံးအတူတူစူးစမ်းပြီးပြင်ဆင်ခဲ့ကြတာပေါ့နော်။ဗီတာမင်နဲ့ကုစီကိုရောက်တော့လေးဒါကိနဲ့ဟောတိုင်းကြီးဖြစ်ခဲ့တာမျိုးလေးရှိခဲ့ ောင်းအမြင်တိုင်းမြန်မာရဲ့မိသားစုနဲ့ဟုတ်ပြီ။အဲ့တော့ဘယ်လို recommend လုပ်ခဲ့လဲပေါ့နော်ဒီကားလေးကို။အဲ daddy နဲ့ mummy နဲ့ညီမလေးကတော့ဘန်းရောင်ရဲ့ final decision ကတော့ဘန်းရောင်ရဲ့ decision ပဲပေါ့နော်။ဒါပေမဲ့အမြဲအကြံပေးရဲအဒီဇက်ကဒီဇလန်တစ်ခုခုဘန်းရောင်စီ project တစ်ခုခု approach လုပ်အလုပ်လာပြီဆိုရင်ရုပ်ရှင်ဇက်ကဖြစ်စေ series ဖြစ်စေအမြဲဘန်းရောင်ကတိုင်မင်နဲ့တိုင်မင်ပြီးတော့မှ mummy က vote လုပ်ပေးကြတယ်။များသောအားဖြင့်တော့ဖြစ်ဖြစ်မမီနဲ့ညီမလေးနဲ့သဘောထားကြူတာအများကြီးပေါ့ เนาะဒါပေမဲ့အဲရိုက်သည်ဖြစ်စေမရိုက်သည်ဖြစ်စေ final decision ကတော့အမြဲပိုင်းအောင်ကိုပဲဟိုလောက်တခွင့်ပြီးထားပါတယ်ဟုတ်ဆိုတော့ series တစ်ခုတော့ဖြူစိမ့်နေပဲရိုက်ခဲ့ရလားတခြားဘယ်လိုမျိုးလေးပါ့မလဲ90%လောက်ကအဖြူစိမ့်နေဟုတ်ပါဘူး။အဲ့တော့အဖြူစိမ့်ခွဲရတဲ့ပြင်လဲအောင်လို့ရှိတယ်။အဲငယ်ဘဝကိုပြန်ရောက်သွားတယ်လို့ခံစားရတယ်။ဒီတော့ဟုတ်။ကျောင်းတကယ်ကျောင်းစစ်မှလည်းဘန်းအောင်တော့ရိုက်ခွဲခဲ့ကြရဆိုတော့လေအဲ့ခံစားချက်အပြည့်ရပါတယ်ဟုတ်။ ဟောဆိုတော့ဗီတာမင်နဲ့လေခွေးကျောက်ဆောင်ရတဲ့ရိုက်တွေ့ကြုံလေးနဲ့ပြုတ်လို့ပါအဲဗီတာနဲ့ကလည်း first time အခုဆုံးမှုကြရပါတော့เนาะဒီ project လေးမှာဆိုတော့တကယ်အလုပ်လုပ်ရရင်စဉ်းပြေတယ်တကယ်စူးစမ်းပြီးတကယ်တော်တဲ့ကလေးပါပဲကိုညိုကလေးကတော့ဒါသတိမှာပါဖြစ်နေဆိုတော့ခမ်းမ်းရတယ်ဟုတ်ကဲ့ဟုတ်တယ်အတွေ့အကြုံမှာခမ်းမ်းခဲ့တယ်ဒီကတော့ဟာချောင်းတယ်အဲ ိုင်းအောင်ကတော့မိကုန်းနေအရင်အများကြီးမိတဲ့တဲမှာပါတယ်ပေါ့နော်ဆိုတော့ကိုညိုရတာအဲအရင် serious ဖြစ်တယ်လို့ပြောတယ်ပိုင်းအောင်ပါတယ် it's okay relax တဲ့အလိုပြောပြီးတော့ပေါ့နော်ဒါပေမဲ့ကိုကမေးမေးနဲ့တော့ဘိုင်းအောင်ကအဖြေရသွားတယ်ပေါ့စက်သိန်းကိုတချို့ကတော့မသိကြဘူးပေါ့ဘိုင်းအောင်ကတော့သိနေတယ်ကိုညိုကမေးမေးနဲ့တချို့သိရတဲ့သူလည်းသိပါတယ်ကိုညိုကအတိအကျမပြောပြပေမဲ့ဘိုင်းအောင်စက်သိန်းကိုသိတယ်ပေါ့ဟုတ်ကဲ့ဟုတ်တယ်ဘိုင်းအောင်ကဒီကားရိုင်နဲ့အမြဲတွေးနေရမလို့သိမှာပေါ့ဒီပိတောဆိုတော့အရင်တော့မမတွေးတော့ဘူးဗျာ။မတရားတစ်ခုကိုပြောပြကြတာဆိုရင်ဗာလေမတရားဖြစ်နေတဲ့ဒီကားရိုက်နေတယ်။အာအမတရားဆိုရင်မတရားရတော့အများကြီးပဲ အအဓိကကတော့အဓိကအမတ်တရအကြီးဆုံးဖြစ်မှာတော့ဘိုင်းအောင်အတွက်အထက်တန်းကျောင်းသူဘဝကိုပြန်ပြီးတော့ခံစားလိုက်ရတဲ့အခိုက်အတန့်ပေါ့။ထားချောက် seriously ကိုဘိုင်းအောင်လို show like application မှာ October 10ရက်နေ့ကနေစပြီးတော့ပြသနိုင်တယ်ခင်ဗျာ။ကျောင်း horror genre ကြိုက်တဲ့သူတွေဖြစ်စေ၊ရုပ်ရှင်ကြိုက်တဲ့သူတွေဖြစ်စေ၊ show like ကနေတစ်ဆင့်ကြည့်ရှုအားပေးလို့ရပါတယ်။ကျေးဇူးများကြောင့်